ဟယ်လိုမင်္ဂလာပါဒီနေ့ကတော့အင်္ဂလိပ်စာစကားပြောတိုးတက်စီမနီလန်၄ခုကိုမျှဝေပေးမှာဖြစ်ပါတယ် Let's get started ပထမဆုံးနီလန်ကတော့ပါလဲဆိုရင် self talk ကိုကိုကိုစကားပြောတာကိုကိုကိုစကားပြောမယ်ဆိုတော့အရင်ဦးဆုံးကအင်္ဂလိပ်လိုစဉ်းစားကြည့်မယ်ပေါ့နော်အဲ့လိုဟာကဘယ်ချိန်မှာပြောလို့ရလဲဆိုလို့ရှိရင်ကြိုက်တဲ့အချိန်ကြိုက်တဲ့နေရာမှာပြောလို့ရတယ်မဖြစ်လို့လဲဆိုတော့ကိုရဲ့ပေးမှာနားထောင်နေလူလည်းမရှိဘူးကိုအမားထောက်မဲ့လူလည်းမရှိဘူး ဆဆအူဆုံးလုပ်မယ်ဆိုလို့ရှိရင်ကျတော့ကြောင်တောင်တောင်တော့ဖြစ်နိုင်တယ်။ဒါပေမဲ့အရန်ကိုမှအဆင်ပြေတယ်၊နေလန်ဖြစ်တယ်။ကိုလုံနေကြအတိုင်းပဲအင်္ဂလိပ်လိုတွေးပြီးတော့မှပြောတာဖြစ်တယ်။အမားပါရင်လည်းပါသွားနိုင်တယ် is okay. For example, I am making tea. I am looking for tea leaf. I am boiling water. Is okay? ရန်လွယ်တယ်။အဲ့ဆိုတော့အဲ့ဒီနေလန်နဲ့လုပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင် နှစ်ပတ်သုံးပတ်အတွင်းကိုယ့်ရဲ့အင်္ဂလိပ်စကားပြောကလုံးဝတူတက်လာမှာဖြစ်တယ်။အဲ့ဒီဟာက ကိုယ်ရေချိုးနေတဲ့ချိန်လဲပြောလို့ရတယ်။ထမင်းဟင်းချက်နေတဲ့ချိန်ပဲချိန်ဖြစ်ဖြစ်စပြောလို့ရတယ်။အတ ିକ ကတော့အင်္ဂလိပ်လို တွေးပြီးတော့မှကိုလုံနေတဲ့ကိုလုံနေကြအရာကိုအင်္ဂလိပ်လိုတွေးပြီးပြောတာ။ဒုတိယနည်းလမ်းကတော့ shadowing ဖြစ်ပါတယ်။အင်္ဂလိပ်လိုစကားပြောတဲ့လူတွေရဲ့နောက်ကိုကသူရဲ့အတန်ကိုလိုက်တူပပြီးမှပြောမှာ တကြောင်ချင်းစီကိုပြောမယ်။ကိုကသူတို့ရဲ့အတိတ်ပင်နားမလဲဘူး။စကလုံးနေနားမလဲဘူး။ vocab တွေဘာတွေပြောနေလဲမသိဘူး။ရတယ် is okay ။အတိကတော့သူတို့ရဲ့အတန်ထွက်ပေါ့နော်။အတန်ထွက်ကိုထုံးပေါ့။သူတို့ရဲ့ထုံးအတန်ထွက်ကိုကိုကလိုက်ပြီးမှသူ့ပပြီးပြောမယ်။အဲ့မှာသူတို့က emotion တွေထည့်တယ်။ emotion ဆိုတာကစိတ်ခံစားချက်ပြောတာဝမ်းနေတာစိတ်ဆိုးတာအကုန်လုံးပေါ့နော်။အတန်နေအတန်ထားသူတို့ရဲ့ uh, rising down la falling down la အဲ့လိုမျိုးနဲ့ like ပြီးပြောမယ်ဒါကိုပါခေါ်လဲဆိုလို့ရှိရင် shadowing method လို့ခေါ်တယ်အတိကကွာစပြီးပြောမယ်လို့ဆိုလို့ရှိရင်ကြတော့လွယ်ကူရိုးရှင်းတဲ့စကားပြောနေစဖို့တော့ပြောချင်ပါတယ်။ဥမာကလေးကာတွန်းဆိုလို့ရှိရင်ပို့ပြီးတော့မှအဆင်ပြေပါတယ်။သူတို့နောက်ကိုလိုက်ပြောကြည့်မယ်။အဲ့ဆိုတပတ်အတွင်းမှာပဲကိုယ့်ရဲ့စကားပြောက လုံးဝကိုချွတ်ချွတ်မွေ့မွေ့ဖြစ်လာမှာတွေ့ရလိမ့်မယ်နော်။ နောက်နံပါတ်3ချက်ကတော့ပါလဲဆိုလို့ရှိရင်321 methods လို့ခေါ်တယ်ပေါ့နော်အဲ321 methods ဆိုပါလဲဆိုရင်ကိုကပြောမယ့်အကြောင်းအရာတစ်ခုရှာလိုက်မယ်ဥပမာ myself ဆိုရင်တော့မှအဲ့ဒီ myself ကို3ခါပြောမှာထပ်ခါထပ်ခါပြောမယ်3ခါ3ခါအတွင်းမှာဘယ်လိုပြောမလဲဆိုလို့ရှိရင်ပထမတစ်ခါက3မိနစ်အတွင်းပြောမယ်အဲ့ဒီထဲမှာအထစ်အငော့လေးတွေပါမယ်စဉ်းစားနေရတဲ့ဟာပါမယ် ဒါပေမဲ့ရတယ်3မိနစ်အတွင်းမရက်ပဲနဲ့ပြောမယ်နောက်တစ်ချိန်ဒုတိယချိန်ကြာလို့ရှင်5မိနစ်အတွင်းပြောမယ်ခုနကငါပြောခဲ့တဲ့3မိနစ်ကိုရှော့ပြီးမှ5မိနစ်အတွင်းရအောင်ပြောမယ်အဲ့ချိန်ဆိုလို့ရှင်မလိုအပ်တဲ့စကားလုံးတွေအမ်ထိငေါ့နေတာလေးလည်းအဆင်ပြေသွားမယ်နောက်ဆုံးတစ်ခေါက်ရောက်လို့ရှင်ကြတော့ဒီအကြောင်းအရာတစ်ခုသေးဟိုပဲ5မိနစ်အတွင်းရအောင်ပြောမယ် အဲ့ဒီဟာကို3 2 1 methods လို့ခေါ်ပါတယ်အဲ့လို3 2 1 method ကိုလေ့ကျင့်လိုက်တဲ့အခါကျတော့ကို စကပြောမှာဆိုလို့ရှိရင်အတိအကပြောရမယ့်အချက်ကိုပို့ပြီးတော့မှတိတိလာမယ်ပေါ့နော်နောက်ဆုံးတစ်ခုနံပါတ်၄ကကျတော့ပါလဲဆိုရင် role play role play ဆိုတာကတရုပ်ဆောင်တာပေါ့နော်အဲ့မှာလွယ်ကူရိုးရှင်းတဲ့ dialogue စကပြော၅ချောင်းလောက်ရှာကြည့်မယ်၅ချောင်းလောက်ရှာပြီးတော့မှကိုကအဲ့မှာ အဲ့ဒီလူနေရာမှာတရုတ်ဆောင်ပြမယ်တရုတ်ဆောင်ပြီးပြောကြည့်မယ်ဥပမာဈေးဝယ်တဲ့လူတော့မဟုတ်ဈေးရောက်တဲ့လူအဲ့နေရာနှစ်ခုလုံးကိုကိုကနေပြီးတော့မှတရုတ်ဆောင်မယ်ဥပမာဆိုလို့ရှိရင်ဈေးဝယ်စင်တာမှာဆိုလို့ရှိရင်ကိုကအယောင်တမားဆိုလို့ရှိရင်အဲဘယ်လိုပြောမလဲကိုကဈေးဝယ်တဲ့လူနေရာမှာဆိုရင်ဘယ်လိုပြောမလဲအဲ့လိုမျိုးနှစ်ဖက်လုံးကိုကိုကပြောကြည့်မယ်အဲတခါတလေ recording သွင်းပြီးတော့လဲ ပြောကြည့်လို့ရတယ်ပေါ့နော်အဲဆိုရင်ဥမာလေစိတ်မှာဘယ်လိုပြောမလဲအဲ shopping တွားရင်ဘယ်လိုပြောမလဲ coffee ဆိုင်ရောက်လို့ရှင်ဘယ်လိုပြောမလဲလူနှစ်ယောက်ပုံစံနဲ့ role play လုပ်ကြည့်တာပေါ့နော်ဥပမာဆိုလို့ရှင် can i get for discount uh can i have this site uh ဥပမာပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်အဲ့ဒီဟာတွေကအဲ့နီလန်းတွေကတကယ်ကိုမှစကပြောမှာဆိုလို့ရှင် လုံးဝကိုအထောက်အကူပြုတယ်နီလန်းလေးခုဖြစ်ပါတယ် အဲတင်ကိုနိုင်လေဒီနီလန်း၄ခုကိုစပြီးမှလေ့ကျင့်ကြည့်ပါတနေ့ကို10မိနစ်နေ့စဉ်ပေါ့နော်အတိအကတော့နေ့စဉ် consistency ရှိဖို့တော့လိုတယ်နေ့စဉ်စမ်းကြည့်မယ်ဆိုလို့ရှင်တင်းရဲ့စကပြောကလုံးဝတူတက်လာမယ်လို့အမှတ်ခံပါတယ် Okay see you in the next video